ပါကျမတော်ငုခတ်တာပါ TV ဦးမြင့်တန်ကြားရဲ့နေ့လယ်နှစ်နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့ဒူအားကစားသတင်းတွေကိုလည်းရှုစားကြအောင်ပါပါရှင်ရန်ကုန်မြို့မှာလျှက်စစ်မီကိုအချိန်ပိုင်းသာပေးနေပေမဲ့မီတာခမှာနှစ်ဆနေပိုင်းမြင့်တက်သွားခဲ့တယ်လို့မြို့ကန်ပြည်သူတွေကသိရပါဗျ။မတ်လအတွက်မီတာကထွက်လာတဲ့အချိန်မှာအိမ်သုံးမီတာတွေအနေနဲ့အရင်လတွေထက်နှစ်ဆလောက်မြင့်တက်သွားတဲ့အခြေအနေနဲ့ကြုံရတာလို့ဆိုပါရစေ။ တင်ငယ်ကျွန်းမြို့နယ်မှာနေထိုင်သူတယောက်ကမိကပုံမှန်အချိန်ပိုင်းပဲရတာအရင်လတွေက3000လောက်ပဲပုံမှန်ကြတာဒီလအတွက်စည်ရင်းထွက်လာတော့9000 6000လောက်ကြတယ်ကိုတိန်နဲ့မီတာမှားဖတ်တယ်ထင်နေတာတခြားသူတွေလည်းမီတာခရတွေတက်လို့ပြောနေကြတယ်လို့ပြောပါတယ် ရန်ကုန်မြို့မှာလူနေရပ်ကွက်တွေကိုအုပ်စုခွဲက၄နာရီချာမီပေးတဲ့စနစ်အပြင်ဓာတ်အားလိုအပ်ချက်ကြောင့်ဆိုပြီး၄နာရီမီပေး၈နာရီမီဖြက်စနစ်ကိုလည်းကြုံတလို့ကျင့်သုံးနေရလို့မြို့ကန်တွေစီကသိရပါဗျ။သကိုင်းကလေးလောက်ခတ်ခဲ့တဲ့မတ်တာ28ရက်နေ့ကစပြီးရန်ကုန်မြို့မှာရပ်ပိုင်းအကြားတရက်ကိုလှည့်စစ်မီ၄နာရီလောက်ပဲရတော့တဲ့အထိအခြေအနေဆိုးဝါးမှုနဲ့ကြုံတွေ့နေရတယ်လို့ပြည်သူတွေစီကသိရပါဗျ။ ငလင်ဘေးဒဏ်အများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာစောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းခွင်တွေမှာအလို့သမားရှားပါမှုပြဿနာကြောင့်အခက်အခဲကြုံတွေ့နေကြရပါတယ်။ဘာကြောင့်အလို့သမားရှားပါမှုတွေကြုံတွေ့နေကြပါသလဲ။လုပ်ငန်းရှင်တယောက်အနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့နေရပါသလဲဆိုတာနဲ့ပတ်သက်ပြီးမန္တလေးမြို့ကစောက်လုပ်ရေးလုပ်ငန်းရှင်တယောက်ကို TV သတင်းထောက်ကေခိုင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။လက်ရှိမှာဒီဆောက်လုပ်ရေးပစ္စည်းတွေရဲ့ဈေးကွက်အခြေအနေဘယ်လိုရှိနေပါသလဲရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ပြောပြပေးပါဦးကို ဆောင်းလို့ရပစ္စည်းမှာဈေးကွက်အခြေအနေဆိုလို့ရှိရင်တကြံပိတ်ရတော့ဒီလက်မြည်စည်းနည်းနည်းတက်သွားတာလွဲလို့ရှိရင်ခြံထဲရက်ဒီမှာတော့ပုံမှန်အမိထားရှိပါတယ်ကျွန်တော်တို့ကြောက်သေးပြီးလက်မြည်လက်ရှိအမိထားမှာတော့ကျွန်တော်တို့တော့ဟိုတကြံမတိုင်ငင်ဝယ်စည်းနဲ့တကြံပြီးဝယ်စည်းတိတ်တော့ကြောင်းလည်းတိတ်မရှိပါဘူးပစ္စည်းပြတ်တယ်ဈေးကွက် ဇီးတက်တယ်ဆိုတဲ့အပိုင်းကြီးကတော့ကျွန်တော်တို့အခု HP လို့ IP လို့ဆိုတဲ့ဒီတန်ကြောင်းဘက်ဒီမှာတော့နည်းနည်းဖြစ်တယ်ပစ္စည်းပြတ်တဲ့အဆင့်တော့မဟုတ်ပဲနဲ့နည်းနည်းလေးရက်ကလေးစောင့်ရတဲ့သဘောမျိုး၃လေးရက်စောင့်ပြီးမှဝယ်ရတာမျိုးဟိုအဲ့ HP IP မှာရှိပါတယ်နောက်ထပ်ကကျတော့ဒီလက်ရှိပြိုပြက်နေတဲ့အကြောင်းပြရင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ပြန်ပြင်ရတဲ့ဒီ retrofitting ကဏ္ဍမှာတုံးဆွဲရတဲ့ chemical တွေ သူနဲ့ဆက်ဆက်ပစ္စည်းတွေကတော့ပစ္စည်းပြတ်တာတွေဝယ်လို့မရတာတွေရှိပါတယ်။နောက်ဟိုပြူပြတ်တာတွေစစ်ဆေးဖို့အတွက်ပုံဆွဲတဲ့ instrument တွေကျွန်တော်တို့အဲ့ဒီဟာတွေဝယ်တဲ့နေရာမှာအခက်အခဲတွေနည်းနည်းရှိပါတယ်။ခြံနဲ့ပုံမှန်မျိုးဖလားပစ္စည်းတွေကတော့တိတ်ထူးချမှုမရှိပါဘူး။ဟုတ်ကဲ့ပါဒီလက်တလုံးမှာဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာအလုပ်သမားရှာပါတာတို့အလုပ်သမားအခက်အခဲဖြစ်နေတယ်ဆိုပြီးကြားလို့ပါအကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ရှင်းပြပေးပါရှင့် ီပါရှာပါမှုကတော့ဟိုအမျိုးအစားနဲ့ခွဲပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီသောလို့ဤလောကမှာပုံမှန်မြေသူသမားဆိုတာရှိတယ်เนาะဟိုအဖြက်အဖြက်ဆိုတာအတိုက်အကျဖြက်သမားတွေပုံမှန်ဇီးကွက်ရှိတယ်เนาะပယံလောက်သားဆိုတဲ့အဲ့ဒီခေါင်းစဉ်၃မျိုးနဲ့ပတ်သက်တဲ့ဒီပါတော့တော်တော်အခက်အခဲရှိတယ်ကျန်တဲ့လက်သမားတို့ဟိုတန်ကြီးတန်ငွေတို့ဆိုတာတော့တိတ်ခက်ခဲမရှိဘူး ။ငါ့ကိုအိမ်တိုက်တိုက်မှာစောင်းတစ်ခုမှာအများဆုံးလောက်ရတဲ့လူဆိုတာပယံ။ပယံမှာအဓိက၄ပါးရှားပေါင်းမှုဖြစ်တယ်။ငါ့ကြီးအဖြူဖြက်မှာလည်းရှားပေါင်းမှုဖြစ်တယ်။ဘာလို့လဲဆိုလို့ရှိရင်ကွာငဒီတန်တင်ဝလီတန်တင်ခါရတဲ့၄ပါးဒီကိုယ်တိုင်လည်းရှိတယ်။နောက်တစ်ခုကဒီလှုပ်နေအလုံးလုံးနေတော့မှငလင်းလုံးမှကြောက်လို့ဆိုပြီးတော့မလာတာမျိုးလည်းရှိတယ်။ ။နောက်တချို့ကြတော့လေဆရာသမားကိုကြောက်ပြီးတော့မှဒီငလင်းတန်းတင့်နေတဲ့အဆောက်အဦတွေကိုဝင်ပြင်ခိုင်းလို့ရှိရင်မငင်းနိုင်တဲ့လူတွေကြတော့လေလုံးဝကိုမလာတော့တာကြီးရှိတယ်။ဆိုတော့ဟိုငလင်းရဲ့အချိုးဆက်အရာဒီအကြောက်တရားနဲ့တွဲပြီးတော့မှလီဘာတချို့ဘလို့မလာတာနဲ့ရှားပါမှုပုံစံမျိုးကတမျိုးဖြစ်တယ်။နောက်တစ်ခုကကြတော့အခုကအဖြူအဖြက်ဆိုတဲ့ကိစ္စမှာအဖြူအဖြက်ကများတော့ အဖြူပြက်ဈေးကွက်ကမတရားကြီးဈေးကွက်ပြက်သွားတယ်။ဥပမာအားဖြင့်ပေါ်လင်အောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြီး20ပြီး50 RC သုံးတဲ့တိုက်တလုံးကိုလူအားနဲ့ဖြတ်မယ်ဆိုလို့ရှိရင်ပေါက်ကြီးရ300တို့300တို့ဆိုတဲ့အထီးတအားကြီးညှင့်တက်သွားတဲ့အချိန်မှာအဲ့ဒီအဖြစ်သမားတွေကသူတို့ဈေးကွက်ကိုလောက်အားရအောင်လို့ဆိုပြီးတော့မှပုံမှန်လောက်အားကြီးတွေကိုနှက်စားပေးပြီးခေါ်တာမျိုးတွေရှိတယ် အဲ့တော့အခုနနေပါနေတဲ့ထဲမှာမှအဲ့လိုမျိုးပြန်ပြီးတော့ဟိုဖြတ်တဲ့ဈေးွက်တွေကိုစုပြုံပြီးဝင်သွားပြီးတော့ဈေးွက်ပြတ်တဲ့ပုံစံမျိုးကြောင့်လည်းလေပါရှားတာကြီးလည်းဖြစ်တယ်ခင်ဗျအဲ့တော့ဟိုငလင်းကြောက်လို့မလာတာရောဈေးွက်ပြတ်လို့လုံတန်းရွှေ့သွားတာရောပုံစံနှစ်မျိုးတော့ရှိပါတယ်ဒီအရင်ကအလုသမားတွေရဲ့နေစာလောက်အခါကဘယ်လောက်ရှိလေပေါ့နော်ဒီငလျင်ပြီးနောက်ပိုင်းမှာအလုသမားတွေရဲ့နေစာလာခါကဘယ်လောက်ထိမြင့်တက်တော့လဲရှင် ရင်ကပုံမှန်လီဘာကတယောက်ကတောင်း၃တောင်းတောင်းခွဲအဲ့လိုမျိုးရှိတယ်လက်ရှိချိန်မှာအဖြူဖြက်က၃တောင်း၃တောင်းခွဲအထိကိုရောက်သွားတယ်ခင်ဗျာအခုလိုမျိုးအလုံသမားရှားပါတာတွေအလုံသမားတွေအခက်အခဲဖြစ်နေတာတွေကြုံနေရတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဒီလုပ်ငန်းရှင်တယောက်အနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့နေရပါသလဲရှင်လုံးသမားရှားပါတဲ့အတွက်အခက်ကျဲဆိုတာကတော့ကျွန်တော်တို့ဒီပုံမှန်ဈေးွက်လိုပါပဲ ကမန်းတအားတက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေမှမဖြည့်ဆည်းပေးနိုင်နေဆိုတော့ပြက်ကွက်မှုတန်နည်းနည်းခံရတာပေါ့အဲ့ဒီသဘောပါပဲကမန်းတက်နေတဲ့အချိန်မှာဒီဘက်ကနေမှ တက်လာတဲ့ဓမ္မနဲ့အညီ site တိုင်းကိုလူကြည့်အင်အားပြည့်မစင်းပြနိုင်တဲ့အခါမှာ site တွေကိုအလဲကျဆိုတဲ့စနစ်မျိုးတွေနဲ့တွားနေရတော့အင်ရှင်တွေရဲ့မကြည်နပ်မှုတွေစိုးရိမ်မှုအဲ့လိုအခက်အခဲတွေကိုအဓိကထားပြီးနေတိုင်းရင်ဆိုင်ပြီးဖြည့်ရှင်းနေရတယ်။ရက်ကလေးစောင့်ပြီးပါတို့၊၃ရက်စောင့်ပါတို့၊တစ်ပတ်စောင့်ပါတို့နဲ့အဲ့လိုတွားနေရတာကျွန်တော်တို့ဒီပုံမှန်လိုပဲတစ်ပတ်ဆယ်ရက်နေတော့ပုံမှန်လိုပြန်ရောက်သွားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပဲလောလောဆယ်ချိန်ပြီးတော့ TFPD ရဲ့ကြော်ဖြတ်ပြီးရင်ဆိုင်နေတာပါပဲအဲ့ အလုံးရှင်ကောင်းကြောင်အလုံသမားတွေကိုဖီအားပေးလက်မှတ်ရေးထိုးခိုင်းတဲ့ဖြစ်စဉ်ပေါက်ကြားသွားတာနဲ့ပတ်သက်လို့ Golden Color Fashion စက်ယုံကအလုံသမားတမကဥက္ကဋ္ဌအပါအဝင်ကောင်းဆောင်၄ယောက်ကိုစက်ယုံဘက်ကတရားစွဲလိုက်တယ်လို့အလုံသမားရေးလှှရှားသူတွေစီကသိရပါဗျ။အင်းစိန်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ Golden Color Fashion အထက်ချုပ်ဆက်ယုံကအလုံသမားသမကဥက္ကဋ္ဌအမမေလာပြေမို့အလုံအမှုဆောင်မခိုင်စင်ဝင်းနဲ့မအေးမြနန္ဒာ ။တမကအတွင်ရေမတ်အေးမြခိုင်တို့ကိုဧပြီလ22ရက်နေ့ညနေ3:00နာရီခွဲလောက်ကရက်ွက်အုပ်ချုပ်ရေးမှုနဲ့အတူအယောက်ဝိလူတွေကအင်းစင်ရွာမှရဲစခန်းစီဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်။အလို့သမားတမကခေါင်းဆောင်၄ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးလက်ကင်ဖုန်းတွေကိုတပ်တွေခန့်ဖြစ်သိမ်းဆီးကပုံမှ66ကနေအမှုဖွင့်ထားကြောင်းလက်ရှိမှာအာမခံနဲ့ပြန်လွှတ်ပေးထားကြောင်းသိထားရတယ်လို့ STUM တာဝန်ရှိသူကဆိုပါရယ်ရှင်။ က်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ငလင်သဘာဝဘေးကိုအကြောင်းပြုပြီးပြည်တွင်းမှာငင်းကြဲရင်းဆွေးနွေးပွဲတွေပေါ်ပေါက်လာဖို့တိုက်တွန်းနေတာနဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်ဝန်အနေနဲ့လည်းစစ်ကောင်စီရဲ့ငင်းကြဲရင်းဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာစမ်းစစ်သုံးသပ်ကြဖို့လိုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမရဒူဝါလက်ရှိလာကပြောဆိုလိုက်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြည်သူတွေရဲ့အထူးကလိုအပ်ချက်ကိုလှစ်လို့မရှုဖို့လိုတယ်လို့ဧပြီလ22ရက်နေ့ကပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြောဆိုလိုက်တာပါ။ လက်ရှိမှာတော့စစ်ကောင်စီကငလေးကြောင်ထုတ်ပြန်ထားတဲ့ယာယီအပြစ်လက်အပြစ်ရက်ကာလကိုတပတ်သက်တမ်းတိုးထားသလိုတပတ်မှလည်းအပြစ်ရက်ကာလတလျှောက်လေးကြောင်တိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်ရှင်။ကော့ဂရိတ်မျိုးအပါအဝင်ပြည်내အတွင်းကထောင်ထဲချီတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ဘက်ကထွက်ခွာခွင့်မပေးတဲ့အပြင်ကဲထုတ်ခွင့်ပိတ်ပင်ထားတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါရယ်။အောက်ခံသတင်းပေးပို့ထားပါရယ်ရှင်။ ကောဂရိတ်မြို့နီးမှာစစ်ကောင်စီတပ်နဲ့ကရင်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးကောဂရိတ်မြို့နယ်တွင်းကကြေးရွာတွေကိုစစ်ကောင်စီကမြေပြင်လက်နက်ကြီးပြင်လေကြောင်းကပါပုံကျတိုက်ခိုက်နေပါတယ်။ဒါအပြင်ကျုံတို့မြို့နီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ကပါတိုက်ခိုက်နေတဲ့အပြင်တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေကိုပါပုံကျတိုက်ခိုက်နေပါတယ်။အေးလောလောဆယ်ရောစစ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့စစ်ဆောင်တွေတချို့ပိတ်မိနေတာရှိတယ်။ အဲဒီစီချောင်းတွေကကွန်ကရစ်မြို့တွေမှာတချို့ရှိတယ်။နော်။အပြီးရှိရင်တော့တချို့ကကြတော့ဒီကဲလောင်းဝဲထားကြပါကအဲတချို့ကကြတော့ဟိုစိုးရင်ပူပန်ပြီးတော့လုကင်းတဲ့နေရာကိုရှောင်ကျင်တယ်ရှောင်ကျင်တဲ့ခါကျတော့အခုလမ်းတွေပိတ်ထားတယ်မလား။သူတို့နေတဲ့ရဲရွာနဲ့မနီမဝေးလေရင်ဘုံလာကျဲတဲ့တန်တိုက်ပွဲတန်နေနဲ့ဟိုမနီမဝေးမှာပဲသူတို့ရှောင်နေရတယ်ပေါ့။အဲတချို့ကျတော့ဂရုကျင်းထဲမှာရှောင်နေရတယ်အဲ့လိုမျိုးတွေ။ ူတို့ကိုကယ်ထုတ်ဖို့တော့ကယ်ထုတ်လို့မရနိုင်ဘူးခုကကယ်စေရည်တွေလည်းပြေးမဝင်ဘူးအကုန်လုံးဖြတ်ထားတယ်ဒီဘက်ကအစီအစီကလည်းဖြတ်ထားတယ်လုံးဝဘာမှပြေးမဝင်ဘူးဖေဖော်ဝါရီလ21ရက်နေ့နေ့လယ်ပိုင်းကကော့ကရိတ်မြို့နယ်လောင်းငန်ကြီးအောင်အုပ်စုနောင်တလားနယ်ကော်ဖောင်းကြီးအောင်အဆက်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံချတိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်ဧပြီလ20ရက်နေ့ကတရတော်ကြည်ရွာကိုထပ်မံပြီးလေကြောင်းကနေဘုံကျတိုက်ခိုက်ခဲ့တာကြောင့်ကလေးတယောက်နဲ့လူကြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် စစ်ကောင်စီလက်အောက်ခံကင်းမီနယ်ဆိုးရအဖွဲ့ကဂျိုင်းမြစ်တွင်အများပြည်သူသွာလာနေတဲ့ကရိုးစိတ်တွေကိုဥတန်းသွာလာခွင့်ပိတ်ပင်ထားတာကြောင့်ခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ခရယာမနေကိုပင်ကန်နော်ခရယာတန်လေတို့ပြေတို့အဒီဟိုဘက်ကတူကန်ကမပိဒီပြင်းနေပြင်းမီနယ်ဆိုးရအခုကတင်ကြလာပြီးတော့မောင်ဒီရောအမမပိဦးလို့ဆိုတဲ့ကြောင့်ပိတ်ထားတော့ပါမယ်။ အဲ့ဒါဒီပဲလိုပဲတစ်ချမ်းမှရှိတဲ့လူတွေကြတော့ဒီကောဝေးတမတဲ့တမန်လမ်းကိုပဲဦးစားပြီးတော့တောင်းနေရတာပေါ့ဘာတော့ခက်ခဲမှတကယ်တကယ်ဖြစ်လာတော့ခက်ခဲပူလို့ချက်သေးလာတော့ဒီလိုဒီလိုဘာပဲကူရလဲကဲသတ်တော်လည်းပဲဘာကံကူလာမှသူတို့အေးပေါ်နေတယ်သူတို့အကြောင်းပြပြီးတော့ပြေးနေတယ် လက်ရှိမှာလည်းတောင်းနေရှိတဲ့စစ်ဆောင်ပြည်သူတွေဟာနေတိုင်းစားတော့ရေးပင်ထိခိုက်ဒဏ်ရာရရှိထားတဲ့ပြည်သူတွေအတွက်စေဝါကူညီတွေရေးပေါ်လိုအပ်နေတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေက ပြောပါတယ်။ဒါ့အပြင်လက်ရှိမှာလည်းနှစ်ဖက်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်ဖက်ကကော်လင်းမျိုးပါဝင်ဖန်ဂျိုင်းဒရာကာလန်တရှောင်းနဲ့ဂျုံတို့မျိုးခြေဆိုင်ခမ55ခမ56တန်ရင်တွေကနေခန့်စစ်နေထားနဲ့လူလက်နဲ့အင်အားဖြည့်တင်းထားပြီးခန့်စစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ကျွန်တော်အောင်ခံပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးအောင်ပါပါတရုတ်နဲ့အင်ဒိုနီးရှားတို့ဟာတဖက်သက်ဝါဒနဲ့ကုန်သွယ်မှုအကာအကွယ်ပေးရေးဝါဒကိုပုံစံအမျိုးမျိုးနဲ့ဆန့်ကျင်သင့်တယ်လို့တရုတ်နိုင်ငံသားဝန်ကြီးကဧပြီလ22ရက်နေ့မှာပြောလိုက်ပါတယ်။နှစ်နိုင်ငံဟာဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကိုအရှိန်မြှင့်ပြီးဆက်မှုနဲ့ထောက်ပံ့ရေးခွင့်ဆက်တွေတည်ငြိမ်ရေးကိုထိန်းသိမ်းသင့်တယ်လို့တရုတ်နိုင်ငံသားဝန်ကြီးဝန်ကြီးကအင်ဒိုနီးရှားနိုင်ငံသားဝန်ကြီးနဲ့တွေ့ပြီးတရုတ်မျိုးတော်ကပေကျင်းမျိုးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားဝင်ကြီးဆူငီယိုနိုကအာဆီယံတရုတ်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကိုကြိုဆိုပြီးနိုင်ငံဆောင်စနစ်တည်ကြစေရေး Price နဲ့ G20 အဖွဲ့ဝင်တွေနဲ့နီနီကကပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်။အင်ဒိုနီးရှားနိုင်ငံသားဝင်ကြီးဟာအကောက်ခွန်နဲ့ကာကွယ်ရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲပြီးခဲ့တဲ့ရက်ပိုင်းကဝါရှင်တန် DC မှာအမေရိကန်မိတ်ဖက်ဖြစ်သူနိုင်ငံသားဝင်ကြီးမာကိုရူဘီယိုနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ဘေကျင်းမြို့တော်စီကိုတိုက်ရိုက်သွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးအားကစားသတင်းတွေကိုပြောပြပေးဦးမှာပါ wolf တိုက်စစ်မူကညာဟာမန်ယူအသင်းမှာခြေစွမ်းပြသနိုင်မဲ့သူလို့ Gary Neville ကသုံးသပ်သွားပါတယ်။မန်ယူအသင်းဟာလာမယ့်ရာသီအတွက် wolf အသင်းမှာခြေစွမ်းပြနေတဲ့ဘရာဇီးလက်ရွေးစိန်ကုညာကိုပေါင်တန်း60ဝန်းကျင်နဲ့ခေါ်ယူနိုင်ဖို့ကြိုးပမ်းနေတာပါ။ မန်ယူနောက်ခံလူဟောင်းနဗဲကတော့ကုညာဟာမန်ယူအသင်းမှာအံဝင်နိုင်မဲ့ကစားသမားဖြစ်ပြီးကွင်းလယ်ကနေတိုက်ဆက်ထိမျက်နှုံးမြင့်ပြေးလွှားပြီးတအူးချင်းကြော့ပြတ်နိုင်မဲ့ကစားသမားဖြစ်ကြောင်းပြောခဲ့ပါတယ်။ဂျေဒန်ဆန်ချို အန်တိုနီနဲ့မာကတ်ရက်ဖိုးတို့လိုကစားသမားတွေရဲ့အနာဂတ်ကမရေမရာဖြစ်နေတာကြောင့်ကုညာလိုကစားသမားကမန်ယူအတွက်လိုအပ်နေတဲ့ကစားသမားဖြစ်တယ်လို့လည်းနဗဲကပြောသွားပါတယ်။မန်ယူသင်းဟာကုညာအတွက်တခြားပြိုင်ဘက်အသင်းတွေနဲ့အပြိုင်ခေါ်ယူဖို့ကြိုးပမ်းသွားရမှာဖြစ်ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရှုစားခဲ့ကြရတာပါညနေ4နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးဦးမှာပါကျမတော်ငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်